အေရာရီတိုင်းဒေသကြီးမြန်အောင်ခရိုင်ကြံကင်းရွံ့မှာဗုဒ္ဓတထောင် အကောက်တောင်မဟုတ်ဦးဖွင့်ဝဲခန္ဓာကိုဒီကနေ့မနေ့ပိုင်းကအဆိုပါမဟုတ်ရှိမှကျင်းပပါရယ်။ဥစွာမဟုတ်ကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းဟာအဆိုရဖွဲ့ဝင်ဝန်ကြီးများနဲ့အတူဖဲချိုးဖြတ်ဖွင့်လှစ်ပြီးဖြော်ပြေးပွဲများအားချင်းမြင့်ဝင်များပေးအပ်ပါရယ်။ အိမ်နောက်မြန်မျိုးအောင်စရအောင်စားခမ်းမမှာကျင်းပတဲ့နိုင်ငံစီဝါမြင့်တင်ရမွန်ဝင်နဲ့ဆောင်ရွက်တဲ့လက်ဆွဲမျိုးစေ့ချကရိယာ drum စီရာများပေးအပ်ခြင်းစီရွယ်သီးနှံစောင်းနေကြမျိုးစေ့များပေးအပ်ခြင်းနဲ့ဒေတာဖွံ့ဖြိုးရမွန်ဝင်နဲ့ဆောင်ရွက်တဲ့စူလာမီများပေးအပ်ပွဲခန္ဓာတို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးဟာစိုက်ပျိုးရေးကိုအခြေခံတဲ့တိုင်းဒေသကြီးဖြစ်ပါကြောင်း မိုးစပါးနှွေစပါး52တိန့်ကျော်နဲ့ပဲမျိုးစုံ16တိန့်ကျော်ကိုစိုက်ပျိုးဆောင်ရွက်လျက်ရှိတဲ့အပြင်ဇီဖိုလုံရေးအတွက်နေကြာစိုက်ပျိုးမှုကိုရခင်နှစ်ကထက်ဧက800ကျော်တိုးမြင့်စိုက်ပျိုးရန်ရာသားဆောင်ရွက်လျက်ရှိပြီးပဲပုတ်ပဲကြီး ရောနောဧကတသိန်းကိုလည်းစိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်းပေးပုတ်ဆိုင်ပြိုခြင်းဖြင့်ဇရိတ်ကုန်ကြမှုတက်တာစေပြီးတောင်သူများအတွက်များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်းပြောကြားပါတယ်။ ဆက်လက်ပြီးခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကဒေသဆိုင်ရာအချက်အလက်များတင်ပြပေးလန်ဒီသာဂျင်ဝင်ကြီးချုပ်ကနိုင်ငံစီပွားမြင့်တင်ရန်မုံငွေနဲ့ဆောင်ရွက်တဲ့လက်ဆွဲမျိုးစေ့ချကရိယာ drum စီတာများကိုညံအောင်မြို့နယ်၊ကြံကင်းမြို့နယ်နဲ့အင်ကပူမြို့နယ်တို့မှတောင်းသူများထံသို့လည်းကောင်းလုံချုံရင်းနဲ့နေဆိုင်ရာဝန်ကြီးကစီရွက်သီးနှံစောင်းနေကြမျိုးစေ့များကိုညံအောင်မြို့နယ်၊ကြံကင်းမြို့နယ်နဲ့အင်ကပူမြို့နယ်တို့မှတောင်းသူများထံသို့လည်းကောင်း တရားစတာရေးရဝန်ကြီးကဒေတာဖွံ့ဖြိုးရေးရမုံဝင်နဲ့ဆောင်ရွက်တဲ့ဆိုလာမီးများကိုတောင်းသူများထံသို့လည်းကောင်းပေးရပါတယ်အိနောက်တန်ဒီတာဂျီဝန်ကြီးချုပ်နဲ့ဖွဲ့ဟာ မြန်အောင်ခရိုင်စူပောင်ယုံစီဝေကမ်းမောက်မှာကျင်းပတဲ့ခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာများနဲ့တွေ့ဆုံပွဲခန္ဓာသူတက်ရောက်ပြီးဒိုင်းဒီတာဂျေဝန်ကြီးချုပ်ကဒိုင်းဒီတာဂျေတွင်ရှိအခြေခံပညာကျောင်းများမှာဆရာအင်အားနဲ့ကျောင်းသားအင်အားမမျှတမှုကိုလည်းဝန်ဝန်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားပြီးတက်ရောက်လာကြသူများရဲ့အထွေထွေဆွေးနွေးတင်ပြချက်များအပေါ်ဒိုင်းဒီတာဂျေဝန်ကြီးချုပ်ကလိုအပ်တာများဖြည့်ဆွတ်မှာကြားပါရစေ။ အိမ်နောက်ဒန်ဒီတာချိန်ဝင်ကြီးကျောင်းနယ်ဘွဲဟာမြန်အောင်မြို့တဘာဝမီးဆက်လမ်းရှိကောင်းတန့်စီဆက်တို့တွားရောက်ပြီးပဲပုတ်စီချိန်ခွဲထုတ်လုပ်နေမှုချိန်နှင်းများကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးတန်ရှင်းလက်ဆက်ပြီးကျမ်းမာရင်နဲ့ညညွတ်တဲ့စားသုံးစီများထုတ်လုပ်နိုင်တဲ့အဆင့်မီစီချိန်ဆက်များနဲ့စားသုံးစီများပုံမထုတ်လုပ်နိုင်ရေးမှာကြခဲ့ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်